အရှင်ဖရာရေချိုးတဲ့အခါတရဏဂုံပွားတဲ့ဘာသလားဖရာတဲ့ဝိတုဒ္ဓိမတ်မှာကြိုတင်မသိနိုင်တဲ့အရာ၅မျိုးဆိုတာကိုဖော်ပြထားပါတယ်အဲ့ဒီအရာ၅မျိုးကဘာတွေလဲဆိုရင်၁အတ္တမီမျှရှိမီကို မသိနိုင်ခြင်း၂ဘယ်အနာယောဂါကြာရောက်လာမီကို မသိနိုင်ခြင်း၃ဘယ်ကာလမှာတရမီကိုမသိနိုင်ခြင်း၄ဘယ်တင်းချိုင်းမှာပြုံနံတင်းကြရမီကိုမသိနိုင်ခြင်း၅ ဘယ်ဘဝသို့လာရောက်ရမည်ကို မသိနိုင်ခြင်းတို့ပဲဖြစ်ပါတယ်။အဆိုပါကြိုတင် မသိနိုင်ခြင်းအရာ၅မျိုးထဲမှာဘယ်ကာလမှသိရမည်ကို မသိနိုင်ခြင်းဆိုတာပါပါတယ်။တတဝါတိုင်းဟာဘယ်နေ့ဘယ်ကာလမှသိမယ်ဆိုတာကိုကြိုတင်ပြီးမသိနိုင်ပါဘူးเนาะ။အဲ့ဒီလိုကြိုတင်မသိနိုင်တဲ့အတွက်ကြောင့်သိခြင်းတရားမရောက်လာမီမှာကုသိုလ်ကောင်းမှုကိုကြိုတင်ပြုလုပ်တတ်ပါတယ်။တရဏဂုံပွားတယ်ဆိုတာဟာကုသိုလ်အလုပ်ပါကုသိုလ်အလုပ်ကိုတေခြင်းတရားမရောက်လာမီ ်ဘယ်နေရာဘယ်အချိန်ကာလမှာပဲဖြစ်ဖြစ်လုပ်ကောင်းပါတယ်เนาะ